ရာတော်ကြီးအားလုံးပဲမိကလာပါဗမစ်နိုင်ငံကနေကျဆွလိုက်ပါတယ်။မြန်မာဆရာတော်ကြီးကမြန်မာနိုင်ငံအတွင်းကငလျင်ဘေးတဲ့နဲ့ဒေသတွေကိုတောင်းရောက်လွတ်တန်းနေပြီးတရားတွေလည်းဟောပေးနေပါတယ်။မြန်မာဆရာတော်ကြီးကိုဖူးတွေးဖို့မလွယ်ကူပေမဲ့လည်းလူအများကိုမြစ်တာထားပြီးတောင်းရောက်လာတာကြောင့်အလုံးကဝမ်းသာပြီးတော့တရားနာကြတာပေါ့။ဆရာတော်ကြီးကငလျင်ဘေးကြောင့်ကွယ်လွန်သွားတဲ့သူတွေကိုအမျှဝေမြစ်တာပို့ပေးတယ်လို့ငလျင်လှုပ်ရတဲ့အကြောင်းရင်းကိုလည်းပြောပြလိုက်ပါတယ်။မြန်မာနိုင်ငံစကိုင်းပြည့်ရွေကြောကြောင့်နှစ်ပေါင်း80ကနေတရားအတွင်းမှာကြီးမားပြင်းထန်တဲ့ငလျင်ကြီးလှောက်ခတ်လေးရှိပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်ရတဲ့အကြောင်းရင်းကတော့မြေအောက်မှာပေ3000ကျော်ရှေ့လျရတဲ့ငကားကြီးရှိနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ငကားကြီးဟာမြေလံလိုက်တဲ့အခါမှာမြေကြီးတွေကတောင်ခါသွားရပြီးငလျင်လှုပ်သွားခဲ့တာဖြစ်တဲ့အကြောင်းအခုတော့များတဲ့သူတွေကငလျင်အတွင်းမှာကွယ်လွန်သွားခဲ့ရတဲ့အကြောင်းကိုဆရာတော်ကရှမ်းဘာသာနဲ့ဟောခဲ့ပါတယ်။ဆရာတော်ရဲ့ဟောကြားချက်ကိုအခြားဆရာတော်တစ်ပါးကမြန်မာဘာသာပြန်ပေးခဲ့ပြီးတရားနာသူတွေကတော့ဒီလိုတရားဟောတာကိုသဘောမကျကြပါဘူး။မြန်မာနိုင်ငံရဲ့တောင်မြောက်အလျားကပေ3000မရှိလျားပဲငလျင်လှုပ်တာ ကပြည့်ရွေကြောကြောင့်လှုပ်တဲ့ဆိုတော့ကိုအလုံးကလက်ခံပြီးသားဖြစ်ပါတယ်။ငလျင်လှုပ်ရတဲ့အကြောင်းရင်းတွေကိုလည်းဘူမိဗေဒပညာရှင်တွေကရှင်းပြထားပြီးနောက်ထပ်လှုပ်လာမယ့်ငလျင်တွေအတွက်လည်းဒီပညာတွေဖြန့်ဝေပေးနေတာပါ။ မြန်မာနိုင်ငံရဲ့တောင်မြောက်အလှရောင်ပေ3000မရှိလို့ပေ3000ရှိတဲ့ငကားကြီးကဘလို့နီးနေမှမြန်မာနိုင်ငံရဲ့မြေအောက်မှာမရှိနိုင်ဘူးလို့ဝေဖန်နေကြပါတယ်။မိုင်ပုံးဆရာတော်ကြီးကငလျင်ဘေးသင်းတဲ့နေရာတွေကိုတောင်းရောက်လွတ်တန်းနေပြီးမြို့ကြီးတွေမှာတရားဟောကြားနေတာပေါ့။ဒါပေမဲ့ဆရာတော်ဟောကြားတဲ့တရားတော်တွေတဲမှာငကားကြီးကမြေကြီးကိုလှမ်းလိုက်လို့ငလျင်လှောက်တာကိုတော့လက်မခံချင်းကြပဲဒီလိုမှောင်ရွံ့တဲ့ဟောကြားမှုကိုသဘောမချကြပါဘူး။ မိုင်းပုံးဆရာတော်ကြီးဟာတကောကြီးမားတဲ့ဆိုပြီးတော့နမဲကြည့်ပြီးကိုယ်ွယ်ယုံကြည်သူတွေပေါ်များပါတယ်မြန်မာနိုင်ငံအတွင်းမှာသာမကထိုင်းနိုင်ငံကဝင်ကြီးချုပ်မိသားစုတော်ကိုယ်ွယ်တဲ့ဆရာတော်ဖြစ်ပြီးသူတစ်ပါးရဲ့စိတ်ကိုလည်းထွန်းဖောက်ပြီးသိနိုင်တယ်လို့နမဲကြည့်တာပါဆရာတော်ကြီးကထူးခြားတဲ့အစွမ်းတွေရှိနေတာကြောင့်မြေကြီးရောက်ထဲမှာငကားကြီးရှိတာကိုယုံကြည်ကြတဲ့သူတွေလည်းရှိပါတယ် ဆရာတော်ကြီးအောင်ဂူရဲမှာသုံးနှစ်ကျော်တရားကျင့်ကြံအထောက်ခဲ့သူဖြစ်ပြီးဆရာတော်ကိုဖူးတွေ့ခြင်းတွေကတော့အပြည့်ဖြစ်နေပါတယ်။ဒါပေမဲ့ဆရာတော်ရဲ့အပြုတ်မှုတချို့ကထေရဝါဒနဲ့မကန့်ညီလို့မကိုးကွယ်တဲ့သူတွေလည်းရှိနေပြန်တာပေါ့။အရင်လိုအချိန်မှာပဲမြန်မာနိုင်ငံရဲ့မြေအောက်မှာပေ3000ရှိတဲ့ငကားကြီးရှိနေတဲ့အကြောင်းဟောလိုက်တာကြောင့်လက်မခံသူတွေများနေတာပေါ့။ ငလျင်ကျောက်စိတ်တော်ကရောက်နေတဲ့သူတွေကိုဆရာတော်ကြီးကငကားနဲ့ပတ်သက်ပြီးဟောလိုက်လို့ထူးဆန်းနေကြကောင်တရားနာတဲ့သူတွေတောင်ဟင်ကနေဟာကနေဖြစ်သွားကြပါတယ်။ဒါပေမဲ့မိုင်းဖုံးဆရာတော်ကြီးကတော့နိုင်ငံအနှံ့ကြွပြီးတရားဟောတာကအလွန်ငွေတွေလိုချင်တာကြောင့်မဟုတ်ဘဲလူအများကိုစိတ်ချမ်းသာစေချင်လို့ဟောတာဖြစ်တဲ့အကြောင်းရှင်းပြထားပါတယ်။မိုင်းဖုံးဆရာတော်ကြီးကိုဝေဖန်မှုတွေများနေပေမဲ့လည်းဆရာတော်ကြီးရဲ့ထူးခြားမှုတွေကိုလက်တွေ့ကြုံလိုက်ရသူတွေလည်းရှိတာကြောင့်မယုံကြည်ရင်တော့မပြတ်မှားဖို့အတွက်ပြောနေကြပါတယ်။ ငလျင်လှုပ်တာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့အိနီနာချင်းနိုင်ငံတစ်ခုကတော့မြောက်ကနဂါးကြီးကြောင့်လှုပ်တယ်ဆိုတာကိုလက်ခံထားပါတယ်။မြန်မာနိုင်ငံရဲ့မြောက်မှာပေ3000ရှိတဲ့နဂါးကြီးရှိနေတာနဲ့ပတ်သက်ပြီးတကယ်ဖြစ်နိုင်ပါမလားဆိုတော့ဒေသတို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။